25ချိန်မြောက်တာမန်သတင်းဘက်ရဲ့စနေနေ့ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်43မှ45ထိုချိန်၌လူပေါင်းတို့သည်ကဖျားသခင်ကြီးမြတ်သောဘုံတကိုးတော်ကိုမြင်ရသောကြောင့်အံ့ဩကြလျက်ကိုတော်ပြုတော်မူသည်များတို့ကိုအံ့ဩချီးမွမ်းနေကြစဉ်ကိုတော်ကတပည့်တော်တို့အား သင်တို့သည်ဤစကားများကိုကောင်းစွာမှတ်သားကြလော့အကြောင်းမူကားလူသားသည် လူတို့၏လက်တွင်အနှံ့ချင်းခံရလိမ့်မည်ဟုမိန်တော်မူ၏တို့ရတွင်သူတို့သည်ဤစကားကိုနားမလည်ကြဤစကားကိုသူတို့မသိအောင် ဖုံးကွယ်ထားလျက်ရှိ၏သူတို့သည်လည်းကိုရောအားဤအကြောင်းကိုမေးရန်ကြောက်ရွံ့ကြ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောအေးဥင္ကလေးတရားတော်ပေသည် ဒုက္ခဝေဒနာရဲ့အတိတ်ပဲလူအများပိုင်းဟာဒုက္ခဝေဒနာကိုလူဘဝရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်နားလဲလက်ခံကြပါတယ်။ရှောင်လွှဲလို့မရတဲ့အရာအဖြစ်လက်ခံနားလဲထားကြတာကိုသိကြပါတယ်။ထို့သူပဲယုံကြည်သူခရိယာများဟာလည်းပဲဒုက္ခဝေဒနာကိုသခင်သူသွန်သင်တဲ့အတိုင်းနားလဲလက်ခံထားကြပါတယ်။သူ့ရဲ့အဖြစ်တော်ပေါ်မှာမူတည်ပြီး ဒုက္ခဝေဒနာရဲ့အတိတ်ပဲကိုသူတို့ဖွင့်ဆိုကြပါတယ်ဒီနေ့ကြားတဲ့ခန်းငယ်53မှာ The Majesty of God ဖျားသခင်ကြီးမားလာတဲ့ဘုန်းကုံတော်ဆိုတဲ့စကားလုံးကိုတွေ့ရပါတယ်ဒီစကားလုံးဟာတမန်ကျမ်းစာတစ်လျှောက်လုံးမှာရှားပါတဲ့စကားလုံးဖြစ်တယ်ဒန်နီယယ်ခေါ်စရန်ခန်းကြီးခုနှစ်ခန်းငယ်29မှာတစ်ခါတမန်တော်ဝိတုခန်းကြီး29ခန်းငယ်29မှာတစ်ခါနဲ့ဒီနေ့ကြားတဲ့စိန်လူး ခန်းကြီး9ခန်းငယ်53မှာတစ်ခါ၃ငါပဲတွေ့ရပါတယ်ထူဆန်းတာတစ်ခုကဒီကြီးမားတဲ့ဘုန်းကုန်းတော်အကြောင်းပြောပြပြခြင်းမှာပဲသူ့ရဲ့ဒုက္ခဝေဒနာအကြောင်းကိုထပ်ပြီးတော့ပြောလာတာတွေ့ရပါတယ်အတိတ်ဘယ်ကလူတွေဒုက္ခဝေဒနာကိုနားလဲစေလို့တဲ့အတိတ်ပဲပဲဖြစ်ပါတယ်ဒီဒုက္ခဝေဒနာများဟာဖျားသခင်ဘယ်လိုပုံကူမျိုးဖြစ်တယ်ဆိုတာကို ပြသရာ နေလန်လန်ဖြစ်ပါတယ်သခင်စုတဲ့အဖြစ်ပြက်တွေကြောင့်သူဟာဒုက္ခဝေဒနာခံစားခြင်းအဖြစ်သူဘလို့ပုံကို ဖြစ်တယ်ဆိုတာကို ပြသခဲ့တယ်သူဘလောက်မေတ္တာတရားကြီးမားတယ်ဆိုတာကို ပြသခဲ့တယ်ဒုက္ခဝေဒနာကို အတိတ်ပဲအသစ်ဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်အကြောင်းဒီနေ့ကျွန်တော်တို့လူသားများပြပြီးကြောက်ရွံ့ကြပါတယ်ရှောင်လွှဲဖို့နေမျိုးမျိုးနဲ့စူးစမ်းကြပါတယ်ဒီနေ့ကြားတဲ့ခန်းငယ်45မှာတမန်တော်များကဲ့သို့ ြောက်ရွံ့ကြပါတယ်ကြောက်ရွံ့လို့မမေးကြဘူးလို့ဆိုပါတယ်တကယ်လို့ကြောက်ရွံ့လို့မမေးတာဟာသခင်ယေရှုကိုကြောက်ရွံ့လို့မေးတာမမေးတာမဟုတ်ဘဲနဲ့သူတို့ကြားရတဲ့ဒုက္ခဝေဒနာအကြောင်းကြီးကိုကြောက်ရွံ့ပြီးတော့မမေးကြတာလို့ဆိုပါတယ်လူတိုင်းမှာတဘာဝအရာကြောက်ရွံ့တာ ပုံစံထုံးစံပဲဖြစ်ပါတယ်သို့သောသခင်သူရဲ့အဖြစ်ပြက်တွေကြားပြီးတွေ့ပြီးကြုံပြီးတဲ့နောက်ပိုင်းမှာတော့ယုံကြည်သူများဟာဒုက္ခဝေဒနာကို နေအစ်စ်နဲ့လက်ခံလာကြပါတော့တယ်ဒီဒုက္ခဝေဒနာများကြားလည်းမှာဖျားသခင်ကိုပို့မို့ပြီးတော့တထူးတခြားတွေ့ကြုံလာနိုင်တယ်တွေ့ကြုံလာဖို့အတွက်အခွင့်အရေးများအဖြစ်သူတို့လက်ခံကြပါတယ်ဒုက္ခဝေဒနာများခံနိုင်မှုအတွက်တထူးတခြားကျေးဇူးတော်တွေရရှိမယ်လို့လည်းပဲယုံကြည်ကြပါတယ်ကြားလည်းရရှိကြပါတယ်အတူတူဖြင့်ဒီဒုက္ခဝေဒနာကြားများအလဲမှာ ကယ်တင်ခဲ့တဲ့သခင်ယေရှုကိုသူတို့ပို့ပြီးတော့တွေ့ရှိလာကြပါတော့တယ်။ဒီနည်းအားဖြင့်ဒုက္ခဝေဒနာများဟာခရိယံယုံကြည်သူများအတွက်အတိတ်ပဲအသိကိုဆောင်းလာပါတော့တယ်။ဒါကြောင့်သူတို့ဟာဒုက္ခဝေဒနာများကို ကြုံတွေ့ရတိုင်းစိတ်ခေခြင်း၊တီးခံခြင်း၊ရရောခြင်းနဲ့လက်ခံခံထမ်းကြတာကိုလည်းပဲတွေ့ကြပါတယ်။ဒုက္ခများတွေ့ကြုံလာတဲ့အခါမှာတကယ်ရင့်ကျက်တဲ့ယုံကြည်သူတို့ဟာဖျားသခင်ကိုအပြစ်မတင်ပါဘူး။ ဖျားသခင် ဘာလို့မကယ်တာလဲပြစ်ထားပြီလားဆိုတဲ့သောတကတတမျိုးမရှိပါဘူးဒီကြားထဲမှာတင်ဖျားသခင်ရဲ့တည်ရှိနေဖို့ကိုသူတို့ဟာ ရှာတတ်ကြပါတယ်ဒါဟာရှင်ကျက်တဲ့ယုံကြည်သူရဲ့အလေးအထပဲဖြစ်ပါတယ်ဒါကြောင့်ဒုက္ခဝေဒနာများတွေ့လာတဲ့အခါမှာဒီနေ့ကြံပိုက်ကိုသတိရကြပါစို့သခင်စု နားလဲစေလိုခြင်းနဲ့အတိုင်းဒုက္ခဝေဒနာများကို နားလဲပြီး ခံထမ်းကြရတဲ့အခါတွေမှာလည်းပဲလုံလောက်တဲ့ခံထမ်းနိုင်မှုကျေးဇူးတွေကိုဆက်လက်ပြီးတောင်းခံကြပါစို့သခင်ယေရှုရှင်လုံးတော်တပည့်တော်တို့ကိုတနာတော်မူပါ